လူတိုင်းရဲ့ဘဝကိုဒီလိုပြောပြခဲ့တာရှိတယ်။ဘဝမှန်တည်းများရှိဟူတာသွားနေကြတာ။နောက်ကိုပြန်ဆုတ်သွားတာတရားမှမရှိဘူး။ဘဝဆိုတာဘယ်သူမှနောက်ကိုပြန်လဲကြတာမဟုတ်ဘူး။အဲတော့ဒီမှာဘဝဆိုတာလည်းပဲဖြစ်ခြင်းကိုပြောတာပါ။ဒီဖြစ်ရတည်းရရှိဟူပဲသွားနေကြတာ။ ပြီးခဲ့တဲ့ဖြစ်ရတရားလည်းပဲမရှိတော့တဲ့ထဲရောက်ပြီးတော့အပြီးပြောက်သွားတယ်အဲ့တော့ဒီအပြီးပြောက်သွားတဲ့ဖြစ်ရတရားတော့ပြန်လည်ပြီးတော့ပြင်ဆင်လို့မရကြတော့ဘူးပေါ့ပျောက်သွားမှာပဲပျောက်သွားပြီဆိုတော့ကောင်းကြီးဖြစ်စေသုတည်ဖြစ်စေပြင်လို့မရကြတော့ဒါပေမဲ့ရှေးကိုဆက်သွားမယ်ကိစ္စမှာ ဘယ်လိုသွားကြမလဲဆိုတော့အခုလက်ရှိဖြစ်ရတဲ့ရှိကိုဆက်သွားကြမှာဖြစ်တယ်လက်ရှိဖြစ်ရကအရေးကြီးသွားတယ်အဲလက်ရှိယက်တည်နေတဲ့ဖြစ်ရကအရေးကြီးသွားဒီလက်ရှိယက်တည်နေတဲ့ဖြစ်ရကနေရှိကိုပဲဆက်ကြမှာဖြစ်တဲ့အတွက်ကြောင့်ဤကြတာကတော့ထားလိုက်တော့ က်ရှိခြေအနေအနေရှိကိုဆက်သွားမှာဆိုတော့လက်ရှိအရေးကြီးဆုံးဖြစ်ဒါဆိုရင်လက်ရှိခြေအနေအဘာလဲအဲ့ဒါကိုနှိဖို့လိုတာပေါ့လက်ရှိခြေအနေအဘာလဲဘလို့ခြေနေလဲပေါ့ဒီတော့လက်ရှိပြည့်ရတယ်မှာလူတွေကကိုယ့်ရဲ့နီးစပ်ရာ အတိုင်းဝိုင်းနဲ့တွဲဖက်ပြီးတော့ဒီသက်ရတိုင်းဝိုင်းနဲ့တွဲဖက်ပြီးတော့ညံ့တင်တော်ကောင်းဆိုပြီးတော့အဲ့လိုဖြစ်နေကြလက်ရှိဖြစ်ရတည်းရဒီသက်ရနဲ့တွဲပြီးတော့ညံ့တင်တော်ကောင်းဆိုပြီးဖြစ်နေကြရအဲ့တော့ကိုကဒါညံ့တင်တော်ကောင်းဒီလိုဖြစ်နေကြတဲ့ကိစ္စက ီတိုင်းပဲနေကြမှာလားဒီတိုင်းပဲနေတော့ဒီတိုင်းပဲဖြစ်သွားမှာယခုလက်ရှိကနေရှေ့အနာဂတ်မှာလည်းဒီပုံစံပဲဖြစ်တော်မှာပဲဒါဆိုရင်ဒီလက်ရှိနေထားနေဒီပုံစံတိုင်းသွားရင်ဒီပုံစံတိုင်းပဲဖြစ်မယ်ဆိုတော့သလောင်းနေရင်ကြည်နာကြမလားပေါ့။အနည်းငယ်ဘဝကဏ္ဍကုန်ချုပ်ကြမလားပေါ့။ ပြောင်းလို့မရနိုင်ဘူးလားဒီပြောင်းလို့မရနိုင်တော့ဒီပုံစံလေးတိုင်းသွားကြမှာပေါ့ပြောင်းလို့ရမယ်ဆိုရင်တော့ဘယ်ကနေပဲကိုပြောင်းကြမှာလဲနော်အဲ့ဒီအတွက်ကိုပဲဒီညံတင်တော်ကောင်းဆက်ပြီးတော့သုံးချိန်မြောက်ပေါ့ဆက်ပြီးတော့ပြောမယ်လို့အဲ့လိုစဉ်းစားမိတယ် အခုလက်ရှိအခြေအနေဟာရှေ့ဖြစ်လာမဲ့အခြေအနေရဲ့ပုံစံတူပဲဆိုတာအခုလက်ရှိအခြေအနေကလက်ရှိယက်တီမှုဟာရှေ့ဖြစ်လာမဲ့ပုံစံပါပဲအဲတော့ဒီနေရာမှာလူတွေရဲ့နာဂတ်ကိုကြိုတိနိုင်သလားလို့အဲ့လိုမေးတယ် ဒီလူဟာနောင်ပါဖြစ်မှလည်းလို့အဲ့လိုမေးတယ်။မေးတော့သိနိုင်တယ်ဒါလွယ်လွယ်လေးပဲ။နော်။ကြီးတတ်မြင်တတ်ရင်တော့ဒီလူဟာနောင်ပါဖြစ်လာမယ်ဆိုတာသိဖို့အင်မတန်လွယ်တယ်။အဲ့လိုပြောတော့ဒုရီယထင်တာပေါ့။ အာဒါသူများဘာဖြစ်မယ်ဘယ်လိုပြောလို့ရမှာဘယ်လိုလုပ်ပြီးမှလဲနော်ဘယ်လိုလုပ်ပြီးမှလဲဆိုတာမဟုတ်ဘူးတရားအမြင်နဲ့တရားနိလန်းတကြောင်တရားနိလန်းတကြတရားကိုသဘောပေါက်ထားရင်ဘာဖြစ်လာမယ်ဆိုတာသိတယ်ပြောလို့မရရင်သာရှိရမယ် မတိနိုင်တာတော့မရှိဘူးတိလို့ရတယ်အဲ့ဒါကအခုတိတ်ချင်းလှုပ်ရှားနေတဲ့အခြေအနေခါဒီမှာဒီပြဿနာကိုတော့သိမမေးကြနေတော့မယ်ဆိုရင်ဒီကနီးရောက်လာတဲ့လူတွေဆိုရင်ဒါမှမဟုတ်ချွတ်တည်ပြီးတည်သွားတဲ့ပုံကိုယ်တွေဆိုရင်အဲ့ဒါသူတို့ဘယ်ရောက်လဲဆိုတော့ခဏခဏမေးကြတယ် रो भाग्य द्वार ले रो डी बी आया हा जा लोका माले धमा माले <coughs>